second derivative plus of local maxima and local minima ကိုလေးရအောင်အားကျတော့ first derivative plus of local maxima and minima အခုက second derivative plus of local maxima and minima ဟုတ်ပြီကျတော့ first derivative တက်မှာကျတော့ဆရာတို့ဘာလို့ရမလဲဆိုလို့ရှိရင်ဇယားဆွဲရတယ် plus ကနေပြီးတော့ minus ကိုသွားမယ်ဆိုလို့ရှိရင် local maximum ဖြစ်ပြီးတော့ မိုင်းနဲ့ကနေပြီးပလက်ကိုတောင်းတယ်ဆိုရင် local minimum ဖြစ်လက္ခဏာတွေဘာဖြစ်လဲဆိုရင် change တာအခုကဆရာတို့ဟာဒါက second repeated ဆိုတော့ဆရာပြောတဲ့လက္ခဏာ change တာပါလေ first repeated ဟုတ်ပြီနော်ဆရာဆိုရင်ကအခု second repeated မှာဆိုလို့ရှိရင်ဘယ် change မှာ local minimum ဖြစ်ပြီးတော့ဘယ် change မှာ local maximum ဖြစ်မလဲဆိုလို့ရှိရင် f double blind or ag ရာ ီးတိုးတဲ့ကြီးမဲ့ဆိုလို့ရှိရင် local minimum ဖြစ်ပြီးတော့ဇီးတိုးတဲ့ကြီးမဲ့ဆိုတော့ဘာဖြစ်သွားလဲအလက်ဖြစ်သွားဟာ local minimum ဖြစ်ပြီးတော့ local minimum ဖြစ်ဖြစ်တယ်ဘယ်မှာလဲဆိုရင် at h equal to c ဆိုရဲမှဟုတ်လားနောက်တစ်ခု f တပ္ပလာရော a ကြီးอ่ะ 0တဲ့နေမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင် local maximum maximum ဖြစ်အဲ h equal to c ဆိုတော့အမအဲ့ညမှာဒီမှာကြီးတယ်လည်းပြောသေးတယ်ဒီမှာမီနီမယ်လည်းပြောသေးတယ်နော်ဒါပါလဲဆိုလို့ရှိရင်ဒီလိုဆက်ကျင်ပဲဖြစ်နေဟဲ့လားနော်ငယ်လို့ရှိရင်ဒီမှာမစင်ဘူး f double prime အကြီးက0နဲ့ကြီးမယ်ဆိုလို့ရှိရင် local minimum ဖြစ်ပြီးတော့ app developer ရောက် API လက်တန်း0ပြမယ်ဆိုရင် local maximum ဖြစ်ဟုတ်ပြီ app developer ရောက် API 0တဲ့ကညီးနေမယ်ဆိုလို့ရှိရင်ဆရာတို့ဒီ second derivative လောက်တဲ့ test ကြီးရဘာဖြစ်သွားလဲဆိုရင်ကြာရှုံးသွားတယ်ဒီကောင်ကြီးနဲ့အတုံးပြုလို့များတော့ဒီကောင်ကြီးကအတုံးဝင်တော့ဟုတ်ပြီနော်ဆရာတို့ local money minimum နဲ့ local maximum ကို second derivative test နဲ့ test လုပ်တဲ့အခါမှာ0ရက်ကြည့်ရင် local minimum ဖြစ်ပြီးတော့0ရက်ငယ် local maximum ဖြစ်တယ် app double brown အကြီးအကဲ0နဲ့လာညီသွားမယ်ဆိုရင်ဆရာတို့ဒီ second derivative test ကကြာကြာရှုံးသွားတယ်ဘာဖြစ်လဲဆိုရင်စမ်းသပ်လို့မရတော့ဘူးဒီကောင်ကြီးကအတော့ဝင်တော့ဘူးဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဆရာတို့က app double brown အကြီးက0နဲ့ညီမယ်ဆိုလို့ရှိရင် second derivative ဒီဝိသတက်ကြီးဟာ fail fail ဖြစ်သွားနော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကျွန်တော်ဘာပြန်လုပ်အောင်လုပ်လို့ရှိရင် first derivative နဲ့ဘာလုပ်မလဲဆိုပြန်ဆက်ရ first derivative နဲ့ဘာလုပ်အောင်လုပ်ဆိုရင်ပြန်ပြီးရောစက်ကနားလည်းမနော်အဲ့ဒါနားလည်းမနော်ပြန်ဆက်ရမယ်အဲ့ဒီလိုမျိုးပြန်ဆက်တဲ့အခါမှာ a fly off အဲ့ကလက္ခဏာချင်း လက္ခဏာကြောင်းလိုက် if impression fucking အဲ့ဒါဆရာဝဲပြောင်းအောင်ပြင်ချာလေးနားတော့ပြင်ချာလေးပြန်လုပ်ပြောင်းဆက်လို့ app developer ရော AG ရော0နဲ့တိုင်းသွားမယ်ဆိုရင် secondary derivative တက်ကြည့်ရဖေးဖြစ်သွားအဲ့ဒီခါမှာဆရာတို့က fry h နဲ့ပါလို့မယ်ဆိုရင်ပြတ်စစ် first derivative နဲ့ပါလို့မယ်ဆိုရင်ပြတ်စစ်အဲ့လိုပြတ်စစ်တဲ့အခါမှာကျွန်တော် local minimum လည်းဖြစ်နိုင်တယ် local maximum လည်းဖြစ်နိုင်တယ်နှစ်ခုစလုံးလည်းမဖြစ်နိုင်ဘူးဒါမှမဟုတ်လို့ရှိရင် impression point လည်းပါလို့ဆိုရင်ဖြစ်နိုင်ဟုတ်နော်အဲ့လိုမျိုးပြတ်စစ်တဲ့အခါမှာ apply of ag ရဲ့လက္ခဏာကမပြောင်းဆိုလို့ရှိရင် impression point ဖြစ်ဆော့ဆော့ပုံနဲ့ရောမယ်နော်ဆော့ဆော့ကအပုံတုံးက app double line နော် ် at the plan အိတ်ကလက္ခဏာမပြောင်းလို့ရှိရင် impression point မရှိဘူးအခုက apply တော့ first derivative of h apply အိတ်ကလက္ခဏာမပြောင်းလို့ရှိရင် impression point ဘာဖြစ်လဲဖြစ်ရှိတယ်ကျန်ရတာဒီဒီချာချာလေးနားတော့နော်ပြန်ရတော့အဲ့တော့ဆရာတို့ secondary derivative နဲ့ဆရာတို့ local minimum နဲ့ local maximum ကို test လုပ်အဲ့တော့ test လုပ်တဲ့အခါမှာ f double prime of h က ဇီးရိုးနဲ့ကြီးလို့ရှိရင်လေ local minimal ဖြစ်မယ် f double prime က less than 0ဇီးရိုးနဲ့ငယ်မယ်ဆိုရင် local maximum ဖြစ်အဲ့လိုမဟုတ်ဘဲနဲ့ f double prime ရော h ကြီးရ0နဲ့တောင်ကြီးသွားမယ်ဆိုရင်ဒီ second derivative တက်ကြီးရ fail ဖြစ်သွားအဲ့လို fail ဖြစ်တဲ့အချိန်မှာ f prime ရော h နဲ့ဘာဖြစ်လဲဆိုရင်ပြန်ပြီးရောဆက်ရ first derivative နဲ့နော်ဆက်ဆက်တက်တဲ့ကောင်က local maximum နဲ့ဖြစ်နိုင်တယ် လိုကယ်မီနီမမ်လည်းဖြစ်နိုင်တယ်နှစ်ခုစလုံးမဟုတ်တာလည်းဖြစ်နိုင်တယ် impression point လည်းပါပြလို့ဆိုရင်ဖြစ်နိုင်တယ်ဘယ်ချိန်မှာ impression point ဖြစ်သွားမယ်ဆိုရင်အဲ့ apply or ag ရဲ့ကိုပြန်စစ်လို့လက္ခဏာမချိန်ဘူးဆိုရင် impression point ဖြစ်တယ်စောစောဟာနဲ့ရောမယ်ပြန်ပြောပြမယ်စောစောဟာ app double blind or h လက္ခဏာမပြောင်းရင် impression point မရှိဘူးအခုက app ရိုးရိုး first three bit apply or ag ကလက္ခဏာ မပြောင်းလို့ရှိရင် impression why ဖြစ်တယ်ဖြစ်မှာနော်အားရနော်ကဲအဲ့တော့ဒီပုံစံတွေတွက်ဖို့အတွက်အရင်ဆုံးဆုံးကျွန်တော်ဘာလို့ရအောင်လဲဆိုလို့ရှိရင် apply of h ကနေပြီးတော့ apply of h မှာအိတ်တန်လို့ရှာ apply of h ကနေပြီးတော့ဗါလဲအိတ်တန်လို့ရှာတတိယပြန်ပြောမယ်ဆိုရင် apply of h မှာအိတ်တန်လို့ရှာရတဲ့ critical point ကိုရှာလိုက်တာပေါ့ကွာ 对对对，挂有单身。下一个。下一个。那个怎么报呢？对的嘛，东部加这边，那叫怎么报呢？啊，find the rate of f o equal to n h minus h。f o equal to n h minus h 的，把我下边买的是你。brain ကိုမလုပ်ပြရမယ်ဆိုရင်ရှာပေးရအဲ့တော့မှတ်မိသေးတာမသိဘူးဆရာတို့ domain လို့ brain domain ဆိုတာကဆရာတို့ပါတယ် 80ပါဝင်တဲ့အစု brain ဆိုတာကဘာလဲဆိုလို့ရှိရင် why နေပါဝင်တဲ့အစုဆက်ဒီပုံစံအောင်ပါမယ်ဟုတ်နုတ်ကလေးတွေလိုက်တော့နော် brain ဆိုတာက why နေပါဝင်တဲ့အစု brain ဆိုတာဝိုင်းလေးပါဝင်တဲ့အစုဝိုင်းကြံမှုတွေပေါ့ဟာလားသူ့အစားတော့ domain လို့ range လို့ရေးတဲ့အခါမှာ chapter 7မှာသုံးရတယ်ဒီဘယ်လိုရေးလဲစုကိုရေးတဲ့အခါမှာ y set that y greater than less than တခုခုနဲ့ပါလို့လေဟုတ်ပြီဆက်ဒီ chapter 9မှာဆိုလို့ရှိရင်အဓိကကဆရာမလေးကတော့သင်ခဲ့တယ် second derivative test for local maximum and local minimum အဲ့ဒီအပိုင်းอ่ะအဓိကเนาะ second derivative test for local maximum and local minimum channel တော့ဘာလဲပုံစံရအောင်ဒီကောင်ကိုအသုံးချပြီးတော့ဘာလို့တော့မင်းတို့ဖြစ်တော့ကဲ local maximum ဘယ်ချိန်မှာဖြစ်မလဲ f double ply of x က greater than 0ပြီးလို့ရှိရင် local minimum ဖြစ်ပြီးတော့ f double ply of x က less than 0ဖြစ်မယ်ဆိုရင် local maximum ဖြစ်ဟုတ်ပြီအဲ့ကောင်လေးကိုရှာဖို့အတွက်ယူလို့ဆရာတို့ဘာလုပ်မလဲ ် apply or h မှာ h တန်ဖိုးလေးရှာမယ်တနည်းအားဖြင့် critical point လေးကိုရှာမယ်ရတာလေ critical point ရဲ့ h တန်ဖိုးလေးကို double prime မှာအစားသွေးကြည့်လိုက်လို့0တဲ့ကြည့်ရင် local minimum ဖြစ်ပြီးတော့0တဲ့ငယ် local maximum ဖြစ်တယ်ဟုတ်နော်အဲ့တော့ဆရာတို့ range ဆိုတာကဆရာတို့အက္ခောင်ကိုပဲအသုံးချရမှာပဲ maximum point နဲ့ minimum point ကိုပဲအသုံးချပြီးတော့ range ဆိုတာက wide tan ဖိုးတွေပါဝင်တဲ့အစုဖြစ်တယ်အက္ခောင်ကိုရှာတော့ပါ 可惜嘛，怪美女人蛮怪的，可惜嘛，怪这个是。可惜嘛，怪这个是。Why fly？好宝。Why said that？哇，我下光你的这个，喏，你你们怪做不留片的水，假如啊，raise 啊，加，还会会，还账不会。 ပါတဲ့အဆုဖြစ်တယ်အဲ့တော့ဝိုင်းလိုပဲဆက်စဉ်းစားမစီမံ point ဆိုဒီလိုမျိုးဖြစ်တာဒါကမစီမံ point ဟုတ်ပြီနော်မစီမံ point ဖြစ်လို့ရှိရင်ဒီမစီမံမန် point ဖြစ်တဲ့ဒီနေရာမှာ A ဆိုတဲ့တန်ဖိုးလေးရှိတယ်ဆိုတာအဲ့တော့ဒီတော့မစီမံ point ဖြစ်တယ်ဆိုတာကအမြင်ဆုံးဖြစ်သွားတယ်သူတဲ့မြင်နေရမှာရှိတော့ဆရာတို့ဝိုင်းလေးကဘာဖြစ်ရလဲဆိုဒီ A တဲ့ ငယ်တဲ့အပိုင်းမှာတော့ငါပြရမယ်ဒီရှိတယ်နားလည်မနော်မစီမံပွိုင်းဖြစ်တဲ့ဆိုတာဒီကောင်ကအမြင်ဆုံးဖြစ်သွားပြီတူးတဲ့မြင်ကြံမရှိတော့ဘူးဝိုင်းလီကဘယ်မှာပဲရှိနေရမလို့ဒီအောက်မှာပဲရှိနေတာဝိုင်းဟာ A ထက်ပါဖြစ်နေဆိုရင်ငယ်နေရအဲ့တော့မစီမံပွိုင်းဖြစ်မဲ့ဆိုရင်ဝိုင်းက A ထက်ပါဖြစ်နေလက်တန်းတော့ဒီလေ D D ကညီတယ်ညီပါပါဖြစ်နေ D နဲ့ငယ်နေငယ်နေရဒါလေးသဘောပေါက်ပေါက်မလားကျေးဇူးပါ နောက်ခု minimum point ဖြစ်မယ်ဆိုရင် minimum point minimum point ဆိုတာဘယ်လိုမျိုးလေးလဲဆိုဒီလိုလေးဆိုင်ဝမ်ဝင်ရုံးမှာပဲဖြစ်မှာနော် minimum point ဒီလိုမျိုးလေးဖြစ်နေတာကွာဒီမှတ်ကြီးကဘီဆိုပါတော့ဒီတော့အနေဆုံးပြည့်နေတဲ့အတွက်ကြောင့်သူ့တဲ့ဆက်နေကြအောင်ရှိတော့အဲ့တော့ ဝိုင်းတွေကဘယ်မှာပဲရှိတယ်ဆိုရင်ဒီရဲ့အပေါ်အထက်မှာပဲရှိတယ်ဟုတ်တယ်ဒီရဲ့အထက်မှာပဲရှိတယ်အဲ့ဒါဆိုရင် minimum point ကဖြစ်မယ်ဆိုရင်ကျွန်တော်ကဝိုင်းဆက်တဲ့ဝိုင်းဒေတာတန်းတော့ဒီပွဲဒီဒီတဲ့ပါပြီလို့ဆိုရင်ဒီသဘောပေါက်ဟုတ်အဲ့တော့ဒီနောက်ပိုင်းပုံစံတွေမှာအရေးကြီးဆုံးရဲ့အပိုင်းကတော့ second derivative for local maximum and local minimum ဆိုရဲအပိုင်းကြီးအရေးကြီးဆုံးပဲ တော့လိုကန်ပြန်ပြောမယ်လိုကန်မက်ဆီမန်ဆိုတာဘယ်ချိန်မှာဖြစ်မလဲ F double prime of H က0တဲ့0တဲ့ငယ်လို့ရှိရင်လိုကန်မက်ဆီမန်ဖြစ်ပြီးတော့0တဲ့အချိန်မှာဖြစ်မယ်လိုကန်မီနီမန်ဖြစ်မယ်ဟုတ်ပြီနော်အဲ့ကောင်လေးဘယ်လိုရှောင်းလဲ A prime of A မှာ A တန်ဖို့ရှောင်းမယ်တတိယပြီး critical point ကိုရှောင်းမယ် ရလာတဲ့အိတ်ကလေးကို double ply မှာစားသွင်းလိုက်မယ်0ရဲ့ကြီးရင် local minimum ဟုတ်ပဲ local minimum 0ရဲ့ငယ်လို့ရှိရင် local မရှိဘူးကြောင်းကဲအဲ့ဒါလေးကိုအရင်ပြလိုက်ရအောင်ချက်ကနိုင်ရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့9.3 linearization linearization ဆိုတာကတန်ဖိုးတစ်ခုကိုဆရာတို့အနည်းဆက်ဆုံးခံမဲ့တဲ့နေရာမှာအသုံးချနော်သူ့ရဲ့ formula လေးက error equal to alpha a plus apply or a into h minus ဒီဖော်မူလာလေးက allo h equal to alpha a plus apply or a into h minus a နော်ဒါတို့ဒီမှာဘာနဲ့ဘာနဲ့ဆရာတို့အနည်းသတ်သုံးခံမှန်းမလဲဆိုလို့ရှိရင် alpha h approximate unlock age အဲ့မှာဆရာတို့က afford age ဆိုတာက true ပဲလို့စစ်မှန်တဲ့တန်ဖို့ unlock age ဆိုတာက approximate ပဲလို့အနည်းဆက်ဆုံးတန်ဖို့နော် afford age ဆိုတာက true ပဲလို့နန်းတန်းလာရအဲ့တော့အရှင်ဆိုတာကတော့ approximate ပဲအဲ့ဒါကလည်းတကယ်အောက်ပါ ဟုတ်ပြီဆက်အနည်းဆက်ဆုံးခံမှန်းတဲ့အတွက်ကြောင့် ER ရရှိတယ်အဲ့ ER ကိုလိုချင်လို့ရှိရင် ER ကိုလိုချင်လို့ရှိရင် true value ဆိုတဲ့ effort ကြီးရနေပြီးတော့ approximate value ဆိုတဲ့ unlock x ကိုပါလို့မယ်ဆိုလို့ရှိရင်နှုတ် true value ကြီးရနေပြီးတော့ true value ဆိုတာက effort ဆိုတဲ့ true value တွေရနေပြီးတော့ကျတော့ approximate value ဟာတော့ h ကိုဘာလို့လဲသိမရှိဘူး။နံပါတ်2ကိုခေတာ။ဟုတ်ကဲ့။အော်။ဒါလိုချင်လို့ချင် true value f of ဆိုတဲ့တန်ဖိုးတွေရတယ်ပြီးတော့ approximate value and h value ကိုဘာလို့လဲသိမရှိဘူးနိ။ဟုတ်။ဟုတ်ပြီ။အဲ့မှာကျွန်တော်သိရမှာက h တန်ဖိုးလေး h equal to a ဆိုတာဒီမှာရှိတဲ့ဒီ a ဆိုတာကဘာလဲဆိုလို့ရှိရင်မူလတန်ဖိုး။နော်။ h equal to a ဆိုတာကမူလတန်ဖိုးဆရာတို့တန်ဖိုးတွေအများကြီးပဲရှိမှာကွာ။ ူလတံပိုးကနေပြီးတော့တံပိုးတွေရော့ရော့သွားတာရှိမယ်။မူလတံပိုးကနေပြီးတော့တံပိုးတွေတိုးတိုးသွားတာရှိတယ်။အဲ့အဲ့ရှိပွဲလို့ A ဆိုတာကဘာလဲဆိုရင်မူလတံ Center of approximation တော့ကျွန်တော်ပုံစံလေးတွေ့တော့မှကျွန်တော်တို့သိချသဘောပေါက်ဟုတ်လားအဲ့တော့9.4တစ်ခန်းလုံးပါ ဒီယာနဲ့လည်းမလုပ်တော့ဆိုရင်တွက်သွားတော့ကျွန်တော်ကြာမယ် linearization ဆိုတာကဆရာတို့အနည်းဆက်ဆုံးခံမှန်းတဲ့တန်ဖိုးကြီးတွက်တဲ့အခါမှာအသုံးပြုရဲတွက် formula တွေက alpha h ဈေးကွဲတူ alpha e plus a prime of a into h minus a အဲ့ဒီမှာရှိတဲ့ a ဆိုတာကမူလတန်ဖိုးလေးဖြစ်တယ် h တန်ဖိုးမူလတန်ဖိုးလေးဖြစ်တဲ့ center of approximation လို့ပြောနောက်တော့ alpha approximation အဲ့တော့ h ် FOA ဆိုတာက true value ဖြစ်တယ် true value ကိုလိုချင်ရင် FOA formula မှာမလုပ်လို့ဆိုစားပြီးတော့ approximate value ကိုလိုချင်တော့ error h တန်ဖို့မှာမလုပ်လို့ဆိုရင်စားပြီးအဲ့မှာဆရာတို့ကခံမှန်းတဲ့တွေ့ကြုံကို ERA ဆိုတာရှိတယ် ERA ကိုလိုချင်လို့ရှိရင် true value FOA ဆိုတဲ့တန်ဖိုးလေးကနေပြီးတော့ approximate value error h value ကိုမလုပ်ပြရမယ်ဆိုရင် approximate value error h ကိုမလုပ်ပြရမယ်ဆိုရင်နှုတ်ပြရကြာကြာမယ်ဆိုရင်ဆရာတို့ဥစ္စာလေးနဲ့စတင်ပြီးတွက်လိုက်နော်